မင်္ဂလာပါခင်ဗျာရွှေညာမေ channel ကနေကြိုဆိုပါရစေဒီနေ့ရွှေညာမေ channel ကနေတင်ဆက်ပေးချင်တာက2589ချိန်မြောက်ဗုဒ္ဓဘုဇနီယပွဲတော်မကွေးမြတ်တော်ဘုရားပွဲတော်ကြီးတွင်မှာကျင်းပခဲ့တဲ့အောင်စဘူဇပွဲနဲ့ပကြီးနုပညာမှတ်တရတစ်ခုဖြစ်ပါတယ်အောင်စဘူဇပွဲဟာမကွေးမြတ်တော်ဘုရားပွဲတော်ကြီးမှာမဟာညတိုင်တိုင်ကပြဖြုတ်ခြင်းမဲ့လို့စီစဉ်ထားတော်လေပရိသတ်များရဲ့တခင်းနဲ့တောင်းဆိုမှုကြောင့်6ညတိုင်တိုင်ကပြခဲ့တယ်လို့သိရပါတယ် ဗုဒ္ဓပုဇနိယဖွဲ့တော်ဆိုတာသာသနာကိုဂုံပြုဗုဒ္ဓရဲ့လင်းကိုပြန်လည်ထုတ်ဖော်တဲ့အနုပညာနဲ့ယဉ်ကျေးမှုတို့ပေါင်းစည်းနေတဲ့ပွဲတော်ကြီးပါပွဲတော်ခင်ဝင်တော်မှာအနုပညာအတန်တွေဇေယောင်ဇေဝေတွေပင်လယ်ဓမြကြီးတွေမိလှပွဲတွေဇက်ကာရာနဲ့တေးတန်တုံတန်တွေပြည့်ဝရှိနေပါတယ်အဲဒီညမှာတော့အောင်စုဇက်ပွဲတွေကမင်းသားမင်းသမီးများရဲ့တည်ဆောက်မှုနဲ့အတူပကြီးဆရာကြီးဦးမျိုးညွန့်မကွေးကမင်းသားမင်းသမီးရဲ့ပုံပေါင်းများစွာကို ချိန်တိုအတွင်းမှာတက်ဝင်အောင်ပကြီးဆွဲပေးခဲ့ပါတယ်။တစ်ချက်ကြည့်ုံနဲ့တင်အမှုပညာရဲ့စိတ်ခံစားချက်တွေထွက်လာနိုင်အောင်လက်ကောင်းစွမ်းရည်နဲ့စိတ်ဓာတ်ကိုပေါင်းပြီးဆွဲထားတာဖြစ်ပါတယ်။ပကြီးဆိုတာစာမဟုတ်ပါဘူး။တခုချင်းစီကတက်ဝင်တဲ့စိတ်ခံစားမှုနဲ့တက်ဆိုင်ပါတယ်။ပကြီးဆွဲတယ်ဆိုတာစိတ်မပါပဲလက်နဲ့ပဲလှုပ်လို့မရပါဘူး။စိတ်ခံစားမှုအာယုံသွေးတွေအထိပါဝင်ပြီးမှပုံတစ်ပုဒ်ကတက်ဝင်ပါတယ်။အဲ့ဒီညမှာတော့ဆိုင်ဆရာကပြဆရာပြဇာတ်နဲ့တချင်းရေးဆရာ စလင်းတီကြီးတင်းစားဆရာကြီးမကွယ်မောင်နဲ့ကျွန်တော်တို့ရွှေညာမြေအတူတူတက်ဝင်တဲ့နုပညာညတညကိုဖြတ်တန်းခဲ့ကြပါတယ်အနုပညာဆိုတာလက်တွေ့လုပ်သူတွေပဲဆိုင်တဲ့အရာမဟုတ်ပါဘူးအနုပညာကိုစိတ်နဲ့ခံစားတတ်သူတိုင်းအနုပညာသမားတယောက်ပဲဖြစ်ပါတယ်ဒီလိုနဲ့ဗုဒ္ဓပူဇင်းရပွဲတော်တွင်မှာအနုပညာလှတရားနဲ့သာသနာတန်ဖိုးများပေါင်းစည်းနေတဲ့ညတညဖြစ်ခဲ့ပါတယ်ရွှေညာမြေ channel မှာအနုပညာသမိုင်းတန်ဖိုးရှိတဲ့မြင်ကွင်းတွေကို အမြဲတမ်းမှတ်တမ်းတင်ပေးသွားမှာပါကျေးဇူးထူးတင်ရှိပါတယ်မမေ့ပါနဲ့ secretly နှိပ်ပေးပါဦးကျွန်တော်ကရွှေညာမြေကရွှေမျိုးပါဒီအရည်ရတဲ့သူကအမြဲတမ်းထာဝရသိမ်းထားပြီပေါ့နော်။နောက်နေ့မကွေးမှာပြန်တွေ့တဲ့အခါဒီပေါ်လေးကိုယူခဲ့ပါ။နော်။ဒီလိုကျဲအောင်ကြည့်ရအောင်။ ဒီလိုပဲလုပ်လိုက်မယ်နော်ဒီလိုလုပ်လိုက်မယ်နော် Thank you ကျေးဇူးတင်ပါတယ်ဆက်ပြီးတော့စီစဉ်လေးတွေကြည့်ရှုခန်းစားပေးပါဦးလက်ခဏကြည့်ကြကြပါလေခင်ဗျာ